င်္ဂါပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ Academy မရလို့မအောင်မြင်တဲ့အပြင်စိတ်ညစ်နေရတဲ့အေးချမ်းမောင်ရဲ့အဖြစ်ကိုပရိသတ်ကြီးကိုတင်ဆက်ပေးချင်ပါတယ်။မစသိခင်ကမှ Academy ရတဲ့ရုပ်ထုကြီးကိုမမျှော်လင့်ပဲရခဲ့လို့ပီတိဖြာနေတဲ့အေးချမ်းမောင်ကတော့အခုဆိုရင် Academy ကြောင့်စိတ်ညစ်နေရပြီပဲဖြစ်ပါတယ်။အေးချမ်းမောင်ကအနုပညာလောကမှာအချိန်တော်ကြာရက်တည်ခဲ့ပြီးမြင်အောင်မြင်မှုရတာသိမကြခင်အချိန်မှပါ။မော်ရီကျောက်ဘွားကနေ Music MTV ရိုက်ကူးရင်းအမှုပညာလောကကိုတစားတစားတိုးဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ိုက်တင်ကောင်းတဲ့မင်းသားတက်လက်ဖြစ်ပေမယ့်အောင်မြင်မှုရဖို့ကတော့အခက်ခဲတွေနေပါပဲ။အစ်ကျက်မောင်ကအမှုပညာလောကမှာနေရာတနေရာရအောင်အရန်ကြိုးစားခဲ့ရသူဆိုတာကိုအားလုံးသိပြီးကြမှာပါ။သူ့ရဲ့ရိုးရှင်းတဲ့အနေထိုင်နဲ့ဆိုရှယ်မကောင်းတဲ့အပြုမူတွေကြောင့်အောင်မြင်တဲ့မင်းသားတက်လက်ဖြစ်ဖို့တခြားသူတွေထပ်ဖို့ကြိုးစားခဲ့ရပါတယ်။ရုပ်တည်ကြီးနဲ့ဘသူကိုမှမဖားတတ်လို့အမှုပညာသမားတွေကခေါ်မသုံးစင်ပေမယ့်ကူညီပေးတဲ့ဆရာနဲ့သူ့ရဲ့ကြိုးစားမှုတွေကြောင့်အခုဆိုရင်အောင်မြင်တဲ့မင်းသားတက်လက်ဖြစ်ရုံမကပဲအကယ်မီစုရမင်းသားတယောက်ဖြစ်နေပါပြီနော်။အေးကျမောင်က2024အတွက် အကယ်ဒမီစုပွဲပွဲမှာမြည်ဆိုတဲ့ဇာတ်ကားကြီးနဲ့အကောင်းဆုံးအမျိုးသားဇာတ်ပုဒ်စုကိုရခဲ့တာပါ။ပြည်ပြင်းနဲ့သူ့ရဲ့တရားဆောင်ချက်တွေကြောင့်အကယ်ဒမီစုရမင်းသားကြောင့်ဖြစ်ခွင့်ရခဲ့ပါတယ်။အေဂျင့်မောင်ရဲ့အကယ်ဒမီစုကြီးကပရိသတ်တွေအားပေးမှုနဲ့ထပ်တူကြခဲ့တယ်လို့အမှုပညာသမားတွေကပါကျေနပ်မှုရှိခဲ့တဲ့အထိပါပဲ။အေဂျင့်မောင်ကတော့အကယ်ဒမီစုရမင်းသားတက်လက်ဖြစ်လာချိန်မှာအရင်တက်ပို့ကြိုးစားမယ်ဆိုပြီးအားခဲထားတယ်လို့အမှုပညာကြီးမြင့်မို့ပါစီစဉ်ခဲ့ပါပြီ။သူ့ရဲ့ရိုးနဲ့ကိုက်ညီတဲ့အမှုပညာကြီးမြင့်ပြီးတော့အကောင်းဆုံးမင်းသားတက်လက်ဖြစ်ဖို့စတင်ကြိုးစားနေပြီပဲဖြစ်ပါတယ်။ အကယ်ဒမီရလို့ရဲရဲတောင်ပျော်ခွင့်မရသေးတဲ့အေဂျင့်မောင်ကတော့အခုဆိုရင်ပရိသတ်တချို့ရဲ့လုပ်ရကြောင်စိတ်ညစ်နေရပါပြီ။အားဖြင့်သူပရိသတ်အခိုင်မာနဲ့ရည်တည်နေပေမဲ့သူ့ကိုကြည့်မရလို့ဝေဖန်သူတွေကလည်းရှိကြပါရဲ့။အရင်ကဝေဖန်သံတွေတိမ်မများခဲ့ပေမဲ့အကယ်ဒမီဆွေးရချိန်မှာတော့ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါပြီ။ပရိသတ်တချို့ကတော့သူ့ရဲ့အမှုပညာကိုမကြိုက်လို့ဝေဖန်တာမဟုတ်ပါဘူး။အမှုပညာနဲ့ပတ်သက်ရင်အရေးချင်းရှိတဲ့မင်းသားတက်လက်မှုအကယ်ဒမီရလာကိုဝေဖန်တာမဟုတ်ပဲသူ့ရဲ့ပုံစံကိုမကြိုက်လို့ဝေဖန်တာပါ။ ပရိသတ်တက်ချွေးရဲ့အမြင်မှာတော့အေးချမ်းမောင်ကအကယ်မီရပြီးမှပြောင်းလဲသွားတယ်ဆိုပြီးမြင်ခဲ့တာပါအရှင်ကရိုရိုအေးအေးနဲ့မာနာမကြီးရဲ့မင်းသားတယောက်ဖြစ်ပေမဲ့အခုဆိုရင်မာနာကြီးတခွဲသားနဲ့အကြည့်မရဘူးဆိုပြီးဝေဖန်ပြောဆိုနေခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိသတ်တချို့ကသူ့ကိုစကားတပြောချိန်မှာ reply မပြန်လို့ဆိုပြီးမာနာကြီးအားလားအောက်ချလွတ်တာလားဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။ဒါကလည်းမကသေးပါဘူး။ Academy ရမှမာနာကြီးလာတယ်ဆိုပြီး Messenger အထိလာပြီးဆဲဆိုကြတာအထိပါပဲ။ပရိသတ်တွေရဲ့စိတ်ထဲမှာဘလို့အထင်မြင်နေလဲမသိပေမဲ့အေးချမ်းမောင်ကပုံမှန်ပဲလို့ဆိုပါတယ်။ စကားတွေရိုက်နေရတဲ့အနုပညာရှင်တယောက်မှ Facebook သိမ်းမသုံးပြသလို reply သိမ်းမပြန်ဖြစ်တာအရင်နေရပါ။အေဂျင့်မောင်ကအနေအေးပြီးရုတ်တရက်ကမအောင်မြင်ခင်ကလေးကပါပဲ။သူ့ရဲ့အပြုမှုအနေထိုင်တွေကပရိသတ်အများစုကသိပေမဲ့မသိသေးတဲ့ပရိသတ်တွေကတော့မာနကြီးလို့ဆိုပြီးဝိုင်းမြဲဆဲဆုံနေကြတာလည်းဖြစ်ပါတယ်။အေဂျင့်မောင်ကတော့ Messenger အထိလာဆဲတဲ့ပရိသတ်တွေကြောင့်စိတ်ညစ်နေရပါပြီ။သူကမအောင်မြင်ခင်မှာလည်းရုတ်တရက်အနေအေးသလို Academy ဆွေရမင်းသားတက်လက်ဖြစ်ချိန်မှာလည်းသူ့ရဲ့ပုံစံကပြောင်းလဲမသွားဘူးလို့ဆိုပါတယ်။ အကယ်မီစုဆိုတာကသူ့အတွက်အမှတ်သားတစ်ခုအနေနဲ့သာရှိသလိုမတည်မြဲတဲ့အရာမို့မှန်မာနမတက်ဘူးလို့ဆိုပါရယ်အကယ်မီရာချက်မြာချင်းကသူ့အတွက်ဘာမှထူးခြားတဲ့အရာတော့မဟုတ်ပါဘူးအရာရာကသူ့အတွက်ပုံမှန်အတိုင်းဖြစ်ပေမဲ့ပရိသတ်ကလာစိတ်နေကြတာမို့စိတ်ညစ်နေမှာအသေးချပါပဲနော်ဒီချက်မှကတော့အကယ်မီရာလိုနာမည်ကြီးကစားမှာပဲဝိပန်သူတွေကြောင့်စိတ်ညစ်နေရသလိုမပြောနိုင်တဲ့အခြေအနေပါပဲဆရာပရိသတ်ကြီးအတွက်အမျှဝေပေးလိုက်ပါရယ်နော် ။အခုတင်ဆက်ပေးချင်တာကတော့တကြံဆိုရာယောက်ျားရမအတိတ်ပဲရှိရဆိုပြီးကျူးပြလာတဲ့လင်ချစ်ခင်အမကြီးရွံ့မြတ်သူပါ။လင်ချစ်ခင်အကြီးစားပြီးဖြစ်တဲ့ရွံ့မြတ်သူကတော့အခုဆိုရင်ယောက်ျားရှိမှတကြံဆိုရာပြပြစုံနေဆိုပြီးကျူးလာပြန်ပါပြီ။အတက်ကွက်ပြင်မှာဆိုရဲဂုံပုံးနဲ့ကြော်ကြားတဲ့ရွံ့မြတ်သူကယောက်ျားရချိန်မှာတော့သူများတွေချက်ပို့ပြီးတော့လင်ထိတ်ထားဆန်သူတယောက်ဖြစ်ပါတယ်။အမြင့်လို့လို့ယောက်ျားကောင်းကောင်းပြောတတ်ပြီးယောက်ျားရဲ့အချက်နဲ့ပြည့်ပြည့်စုံတဲ့သူတယောက်လည်းဖြစ်ပါတယ်။ အမြင့်ရဲ့ယောက်ျားကိုကျူးနေတတ်တဲ့ရွံ့မြတ်သူကယောက်ျားမရှိရင်မပြေဆုံးတဲ့သကြံအကြောင်းကိုတော့ကျူးပြီးပြောလာခဲ့ပါပြီ။ရွံ့မြတ်သူအတွက်သကြံဆိုတာပျော်ရွှင်စရာသိပ်မကောင်းတဲ့ရက်တွေပါပဲ။ငငယ်ကလေးကသကြံဆိုရင်ပျော်ပါတာမျိုးမရှိပဲမိဘတွေနဲ့အတူဖြတ်တန်းရသလိုတီလာရှင်ဝိတာနဲ့ကုံဆုံးသွားတာများပါတယ်။အဖေကဖုန်းကြီးဝဲလိုက်သူကတီလာရှင်ဝင်လိုက်နဲ့သကြံဆိုတာအတိအပြည့်မရှိခဲ့ပေမဲ့ယောက်ျားရပြီချိန်မှာတော့သကြံကပြည့်ပြည့်စုံပြီးအတိအပြည့်ရှိလာပြီဆိုပြီးကြွယ်ပြလာခဲ့ပါတယ်။ ရွှေမြတ်သူကတော့အိမ်အောင်ကြပြရတဲ့ဒကြံကိုပြောကြရင်းနဲ့အတိပဲရှိရှိဖြတ်တမ်းမှုတွေးထားရလဲဖြစ်ပါတယ်။မြို့သားနဲ့အတူမန်တက်ထိုင်းရှောက်လဲရင်ကုံဆုံရမှာမို့ဒကြံကသူ့တက်တော့အခုမှအတိပဲရှိနေကြတာလို့ဆိုရမှာပါ။လင်းချစ်ခင်ကြီးရွှေမြတ်သူကတော့ဒကြံကိုယောက်ျားနဲ့အတိပဲရှိခြင်းပေမဲ့ overseas ရောက်နေတဲ့အမျိုးသားကြောင့်နှစ်တိုင်းမပြောရတာကတော့ကံပါပဲနော်။ Cherry ပြည်သက်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့အလူကဆောင်းပေါက်တန်ကြောင်းနားစီပေါက်သွားခဲ့တဲ့မိုးကြီးလေးဖြစ်ပေပါ။ တိုးဆောင်ကြော်ထက်ကတော့ညဘက်ဂိမ်းဆော်နေနားကရေဝင်သလိုမျိုးနားအုပ်ပြီးဘာမှမကြားရတော့လို့ဇနီးဖြစ်သူကနားပါဖြစ်သွားရလဲလို့မသိဘူးလို့မေးတာသူကဂိမ်းရင်ဆော့လို့အာယုံကြောရောင်တာဖြစ်မယ်လို့ပြောသေးတယ်အဲ့မှာဂိမ်းလည်းမဆော့ပဲနဲ့နေကြည့်တာ၃ရက်လောက်ထိမသက်တာတော့စေကန်းသွားပြလိုက်ပါတယ်ဆရာကမေးတယ်ဘားရီကလပ်တီသွားလားပေါ့မသွားဖြစ်ဘူးအဲ့လိုတခုတော့သွားဖြစ်တယ်ဆရာကအတန်ကျဲကျဲတခုကြောင့်နားစီထိသွားမျိုးလို့ရှင်းပြပါတယ်အဲ့ဒီကလည်းမမတ်ရရအလူကစောင်းပေါအတန်အရန်ကျဲတယ်ဆိုပြီးပြောဖြစ်သေးတယ် ဆရာကစမ်းကြည့်တော့နားစီတစ်ဖက်ကအကောင်နားဒီနောက်တစ်ဖက်ကဖြစ်တာပေါ့ဒါလေးသွက်ပြတာမြန်သွားလို့ကန်ကောင်းသွားတာဒီထက်ရက်ကြမှာဆိုရင်မကြားရတာမျိုးတိဖြစ်နိုင်တယ်လို့တဲ့ပြောမကြားရတာမျိုးအတိဖြစ်နိုင်တယ်လို့ပြောတယ်ဆိုပြီးရှင်းပြခဲ့တာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့လည်းသူလိုမဖြစ်အောင်အရန်အတန်ကျဲတဲ့စောင်းပေါက်တွေနားသွားရင်သတိထားပါလို့စိတ်နာစကားပါခဲ့တာပဲဖြစ်ပါတယ်ကျေးရပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့မကြခင်မှာ DJ လောကလေးဝင်လာတော့မယ်မေလာတန်စင်မှာ ောက်ဆုံးထူးချွန်သူတယောက်ဖြစ်တဲ့အစရောမလေးမီလာတန်ဆန်ကအခုဆိုရင် DJ လောကရဲကိုခြေဆုံဖြစ်ပြီးတော့ဝင်ရောက်ဖို့စိတ်ကူးနေပြီပဲဖြစ်ပါတယ်။မီလာကတော့အသက်ငယ်ငယ်နဲ့ဗတ်ဆုံထူးချွန်သူတယောက်ပါ။ကလေးဘွားတွေကမြမသန်တွေကိုပိုင်ပိုင်နိုင်နိုင်တည်ဆွနိုင်ခဲ့သလိုတူရိယာတွေကိုတိခတ်တဲ့နေရာမှာထူးချွန်သူတယောက်ဖြစ်ပါတယ်။မီလာကအတန်ပိုင်းမှာလည်းအစရောကြီးတွေထက်တောင်ချီကျူရလောက်တဲ့အထိပိုင်နိုင်သူတယောက်ဖြစ်ပါတယ်။မြန်မာတန်ဆင်တွေကိုလည်းအပိုင်နိုင်ဆုံးတည်ဆွနိုင်ခဲ့တဲ့မေလာကအခေပေါ်တည်တဲ့ချင်းတွေကိုလည်းအကောင်းဆုံးဖန်တီးနိုင်သူတယောက်ဖြစ်ပါတယ်။ ဂီတာပိုင်းနဲ့ပတ်သက်ရင်ပြောစရာမလိုအောင်တော်လွန်တဲ့မေလာကတရုတ်ဆောင်ပိုင်းမှာလည်းပြိဿအားပေးမှုရအောင်ကြိုးစားနေပါတယ်တရုတ်ဆောင်ကောင်းတဲ့မင်းသမီးတယောက်ဖြစ်ပြိဿအားပေးမှုရအောင်ကြိုးစားနေတဲ့မေလာကအခုဆိုရင်ဘတ်ဆောင်ထူးချွန်သူတယောက်ဖြစ်အောင် DJ ဆက်ဝယ်ပြီး DJ လောကကိုမျက်စောင်းထိုးနေပါပြီမေလာက DJ ဆက်ကိုဝယ်ထားသလို DJ တိတောင်လည်းတင်နေရဖြစ်ပါတယ်သူကအခုဆိုရင်သူ့ရဲ့ DJ လက်စွမ်းဘလောက်ရှိလဲဆိုတာသိရအောင်ဇကားရဲမှာပါထည့်ပြီးတရုတ်ဆောင်တော့မှာဖြစ်ပါတယ်မေလာကတော့ဘတ်ဆောင်ထူးချွန်သူမေလာတန်စင်ဖြစ်အောင်စောင်းကိုစူးစမ်းနေတယ်လို့နောက်ပိုင်းအချိန်နေပြီးရင်လည်း ဒီဂျီလောကတွေကိုဝင်ဖို့စိတ်ကူးယဉ်နေပြီပဲဖြစ်ပါတယ်ဆရာပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ရှေ့မှာလာချွတ်ပြရတော့မှဘာမှမမြင်တဲ့အထိဇက်မှာစီးမျောနိုင်တဲ့ထွန်းထွန်းရဲ့ professional ဆန်မှုကြီးပါ။လေးနှစ်ကျော်မှရုပ်ရှင်ပိတ်ကားပေါ်ကိုနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ပြီးမယ်။သူ့ရဲ့ professional ဆန်မှုတွေကတော့ပိုပြီးအောင်ထိုးထွက်လာပါသေးရဲ့။ထွန်းထွန်းကတော့အစရောမင်းသားတစ်ယောက်အနေနဲ့အနုပညာလောကမှာရည်တည်နေသူတူဦးပါ။အစိုးပိုင်းမှာလည်းပြည်သက်အပိတ်မှုကိုပြေဝါရထားတဲ့ထွန်းထွန်းက တရုတ်ဆောင်ပိုင်းမှာလည်းသူမတူတဲ့အရေးချင်းတွေကြောင့်အပိတ်သူကတော့အခိုင်မာပါပဲ။ရုပ်ရှင်လောကကို၄နှစ်တာကြောခိုင်းခဲ့တဲ့ထွန်းထွန်းကအနုပညာလောကကိုပြောင်းဝင်လာချိန်မှာအမိုက်စားစကားတကားနဲ့ပြောင်းလာခဲ့တာပါ။ဟာတာအလွန်အဆွေးပိုင်နိုင်တဲ့ထွန်းထွန်းကအခုဆိုရင်ဂိတ်ကာရက်တာလိုမျိုးရသဆုံးပေးစွမ်းနိုင်တဲ့ပုံစံမျိုးနဲ့ပြိသက်တွေကိုတင်ဆက်လာပြီးပဲဖြစ်ပါတယ်။ထွန်းထွန်းပါဝင်ရိုက်ကူထားတဲ့သွေးမြင့်ဆိုတဲ့ရုပ်ရှင်စကားကြီးကယတမျိုးစုံကိုပြီးနိုင်မဲ့စကားမျိုးပါရစမှုတွေတနာလောဘယမတ်အချက်ကြီးမှုတွေ တစ္ဆာတရားရေးပါဝင်နေတဲ့ခက်ကြမ်းကြမ်းဇက်ကားတကားပဲဖြစ်ပါတယ်။အဲဇက်ကားထဲမှာသွေးထွက်တန်ရိုးတွေရက်ဆက်ကြမ်းကြောက်မှုတွေပါသလို73နှစ်အောင်ကလေးတောင်ကြည့်လို့မသိတော့တဲ့အထိတားမြစ်ထားပါဗျ။ဟာတော့မကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့စီမဲ့ဆက်အိမ်မျိုးဖြစ်သလိုအမင်းသားထွန်းထွန်းရဲ့တရုပ်ဆောင်ချက်တွေကအမိုက်စားဖြစ်နေမှာအသေးချာပါပဲ။ထွန်းထွန်းကသွေးမြင့်ဇက်ကားထဲမှာနှွဲ့နှောင်းနေတဲ့ပုံစံမျိုးနဲ့တွေ့ရမှာပါ။ခေးတယောက်လိုဝေးစင်ပြီးတော့နှွဲ့နှောင်းနေရမျိုးမဟုတ်ဘဲနင်းနေပြော့ပြောင်းနေတဲ့ပုံစံမျိုးပါ။ ထွန်းထွန်းရဲ့အနှဲ့နေတဲ့ပုံစံကြောင့်မင်းမင်းကဂေးလာဆိုပြီးဇကားထဲမှာအမေးခံခဲ့ရသလိုပရိသတ်တွေကြောင့်မှအဲ့ဇကားလေးကပေါက်နေခဲ့တာလည်းဖြစ်ပါတယ်။မင်းကဂေးလာဆိုတဲ့ဇကားနဲ့ထွန်းထွန်းရဲ့အမှုရာတွေကြောင့်သွေးမြင့်ဇကားကြီးကိုပရိသတ်တွေကစိတ်ဝင်စားရှိခဲ့တာပါ။ထွန်းထွန်းကတော့လေးနှစ်ကြာမှခံပတ်ခဲ့ရတဲ့သူ့ရဲ့ဇကားကြီးကိုပရိသတ်အကြိုက်တွေ့အောင်စွမ်းကုန်ကြိုးစားခဲ့လို့ဆိုပါတယ်။အဲ့ဇကားကြီးရဲ့မှာဝိုင်းသေးဆောင်မပါတဲ့လောက်နေပြီးလူသစ်တွေနဲ့တွဲပြီးရိုက်ကူးရပေမဲ့ပြိတ္တအတွေ့အကြိုက်တွေ့အောင်သူ့အနေနဲ့တေချာစိတ်နဲ့စူးစမ်းခဲ့တာပါ စီနီယာတယောက်ဆောင်တယောက်ပြပြအငယ်တွေကိုဆွဲခေါ်ခဲ့သလိုသူရဲ့တယောက်ဆောင်ချက်တွေပြပြအောင်လို့အစွမ်းကုန်လုပ်ခဲ့ရတာပါထွန်းထွန်းကတော့စကားတွေမှာဘလောက်တောင်စိတ်နှင်ထားလဲဆိုရင်အရှိမလာချော့ပြတော့မမြင်တဲ့အထီးပါပဲသွေးမြင့်စကားတွေမှာမေရီမျိုးကထွန်းထွန်းကိုမင်းကဂေးလားဆိုပြီးမေးမြန်းခဲ့သလိုဂေးမဂေးသက်သေပြခိုင်းနေရလဲဖြစ်ပါတယ်မေရီမျိုးကတော့ထွန်းထွန်းကိုမြှူဆွဲဖို့တစ်ဖက်ကိုချော့ပြခဲ့ပေမဲ့ထွန်းထွန်းကတော့ဘာမှမမြင်ခဲ့ဘူးလို့ဆိုပါတယ်သူရဲ့မျက်စိရှိမှချော့ပြခဲ့ပေမဲ့ဇလန်းကိုစိတ်နှင်ပြီးတယောက်ဆောင်နေရမို့ ချွတ်ပြရတော့မသိလိုက်တဲ့အနေအထားပါတနာပြည့်ရှိတဲ့ကောင်လေးတယောက်ဖြစ်ပေမဲ့ဇကားရိုက်နေချိန်မှာကာရက်တာကအတိတ်ကမှကျန်တာဘာမှမမြင်တော့တဲ့အထိဖြစ်ခဲ့ရတာပါထွန်းထွန်းကသူ့ရဲ့ခန်းဇကားကိုအကောင်းဆုံးဖြစ်စေခြင်းလို့ကြိုးစားနေရလဲဖြစ်ပါတယ်သူကတယောက်ဆောင်ပြည်ပြင်းနဲ့မင်းသားတယောက်မှအစွမ်းကုန်ကြိုးစားနေတယ်လို့ professional ဆန်နဲ့မင်းသားတယောက်မှတယောက်ဆောင်နေတာကလည်းရင်ကျန်တာဘာမှမမြင်နိုင်တော့တဲ့အထိပါပဲထွန်းထွန်းကအကယ်ဒမီဆုရမင်းသားတက်လက်မဖြစ်သေးပေမဲ့ သူက professional ဆန်ပြီးတရုတ်ဆောင်ကောင်းတဲ့မင်းသားတယောက်ဆိုတာကိုပြည်သက်တွေသိအောင်ကြွေးကြော်လိုက်ပြီးပဲဖြစ်ပါတယ်။စူးစားခဲ့ပြီးမြေအကယ်ဒမီတန်းဝင်မင်းသားမဖြစ်သေးတဲ့ထွန်းထွန်းက2025ရဲ့အကယ်ဒမီစုကြီးကသူ့အတွက်ပဲဆိုတဲ့စိတ်နဲ့စူးစားရဲ့ကူးနေခဲ့တာလည်းဖြစ်ပါတယ်။ထွန်းထွန်းတယောက်ကတော့တကယ့် professional ဆန်လားအကယ်ဒမီစုရမင်းသားဖြစ်နိုင်မလားဆိုတာကတော့မကြခင်ပြတာရောပဲစကားကိုကြည့်ပြီးဆုံးဖြတ်ရတော့မှာပဲဖြစ်ပါတယ်။ဆရာပရိသတ်ကြီးအတွက်အမျှဝေတင်ဆက်ပေးလိုက်ပါရနော်။အခုလိုလူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။